Hello အားလုံးပဲမိလာပါလဲ channel လေးရနေကြိုဆိုလိုက်ပါတယ်အာဒီနေ့သင်ရတော့အာ weekly wearing လုပ်တဲ့ပုံစံနဲ့ social ရဲ့အမြင်ဆိုရဲခေါင်းစဉ်လေးတွေသင်ရမိတ်ဆက်ပြီးသားမှာပေါ့နော်အင်္ဂလိပ် title လေးဆိုလို့ရှိရင်တော့ our body our intention our uh, wearing with the confidence and boundary ဆိုရဲ title လေးနဲ့အာပြောသားမှာပေါ့နော်အာ ဒါကသူကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကိုရီဝတ်တဲ့ make တွေရဲ့အဝတ်အစားပုံစံနဲ့ social media မြင်တဲ့အမြင်တကယ်တမ်းကျတော့ကိုရီရဲ့အဝတ်အစားတွေကိုဝတ်တင်တဲ့ intention ပေါ့နော်အဲ့ intention ဘယ်လို intention လေးနဲ့ဝတ်စားလေးကိုဝတ်တင်နေဆိုတဲ့အကြောင်းလေးကိုသင်ကဒီနေရာနေပြပြပေးတော့မှာဖြစ်ပါတယ် နှမောင်းဆုံးနေနဲ့ပေါ့နော်ကိုရီနိုင်ငံမှာဆိုလို့ရှိရင် အတူအပြက်ကလေးဝတ်တဲ့မိကလေးတွေကိုဆိုလို့ရှိရင်များပါအဖြစ်မိကလေးဖြစ်ပြီးအရှက်မရှိဘူးနင်တို့ကအတူအပြက်တွေဝတ်တဲ့ဆိုပြီးတော့ပြောကြရမျိုးရှိတယ်ဒီလိုတွေကိုလည်းမိကုန်းတစ်ခုလောက်တော့မိချင်ပါတယ်နင်တို့မြန်မာကချာမှာဆိုလို့ရှိရင်ပေါ့နော်အာအဝတ်အစားတို့ပြက်တီဝတ်တာကဒါယောက်ျားလေးကို sexually ကဆွဲဆောင်ခြင်းလို့နင်တို့ကဝတ်တာဆိုပြီးတော့ blame ကြတယ်။နေပါဦး အာအဲ့ဒါကအဝတ်အစားကိုစိုးလို့ခြင်းလားအဲ့ဒီယောက်ျားရဲ့မိုင်းဆက်ကိုစိုးလို့ခြင်းလားပေါ့နော်ဒီမိဂလင်းကိုတစ်ချက်လောက်ဖြည့်ကြည့်ပါပေါ့နော်ဆိုတကယ်ဟန်ကြတော့လင်းလို့နိုင်ငံမှာက အာယောက်ျားလေးတွေဒီဘယ်မိန်းကလေးတွေဘယ်လိုအဝတ်အစားပုံစံမဲ့ဝုန်းဝုန်း respect ရှိရှိဆက်ဆံရမယ်လို့သင်ပေးရမယ်အစားမိန်းကလေးတွေပေါ့နော်အာကိုယ့်ရဲ့ body ကောက်ချောင်းပေါ်ရဲ့ whistle body feel whistle အတူပြတ် whistle အာဝုန်းလို့ရှင်ရယ် sexually ဆွဲဆောင်တဲ့အာနင်တို့ရဲ့ခန္ဓာကိုယ်အလှအပကိုမဖော်ပြတဲ့ဘူးဆိုပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်အလှအပနဲ့ပတ်သက်ပြီးတော့ အာရှိန်မီလောက်တာပြီးတော့တိမ်ငယ်စိတ်တွေဖြစ်သွားအောင်အာပြီးလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်အလားပါနဲ့ပတ်သက်ပြီးတော့အပြစ်တင်စိတ်တွေ good ဒီတွေဖြစ်သွားအောင်ပဲသင်ပေးလို့ရှိပါတယ်။အာရည်ရွယ်ချက်နဲ့တော့မဟုတ်ဘူးမင်း indirectly ပေါ့နော်သင်ပေးလိုက်လို့ရှိရပြမဆိုရင်တော့အန်တရေကိုမဖိတ်ခေါ်မိအောင်ဆိုပြီးတော့သင်ပေးလိုက်တဲ့နေရာမှာကိုယ့်ရဲ့အလားပါကိုယ့်ရဲ့ body အလားပါနဲ့ပတ်သက်ပြီးတော့တိမ်ငယ်စိတ်ဖြစ်အောင် shaming လုပ်ပြီးတော့သင်ပေးလိုက်လို့ဒီဖြစ်သွားတယ်လို့ရှိပါတယ်။ တကယ်တော့လင်းလင်းမြင်အားတော့ဘလို့ဝယ်စားပဲဟိုအာဒီအိတ်မိတ်ကလေးရဲ့ intention ကပဲအဓိကကြရတယ်လို့ပဲသင်ရတော့ဆိုလို့ခြင်းပါအာပြည်နာဝေစားတော့မြန်မာဆန်ဆန်လိုချွန်ဝတ်ထားရဲဒါပေမဲ့သူ့ရဲ့ intention ကအာသူဒီအာလူတယောက်ကိုမန်တယောက်ကို sexually ဆွဲဆောင်ခြင်းတယ်လ ့ရှိကောင်းရှိလိမ့်မယ်။အာအတူအပြက်တွေဝတ်ထားတော့လည်းပဲဒီအတူအပြက်ဝတ်ထားတာကသူ့အတွက်ဒီအင်ဂျီလေးကိုသူ chill လို့သူဒီအာသူ့ရဲ့ခန္ဓာကိုယ် shape လေးပေါ့ပြီးတော့သူ့ကိုယ်သူ confidence ဖြစ်တယ်ခံစားရလို့ fashion ကြလို့ဆိုပြီးတော့ဝတ်တဲ့သူတွေလည်းရှိပါတယ်။အဲ့တော့သင်ပြောချင်တာအဝိအစားနဲ့တော့မသက်ဆိုင်ပါဘူးအဲ့ဒီလူရဲ့ intention energy နဲ့ပဲသက်ဆိုင်တယ်လို့ပဲသင်ရတော့ဆိုချင်ပါတယ် ဒါကြောင့်လင်းကဒီနေရာလေးမှာပြောစင်တာကလင်းတို့ကအာအတူအပြည့်ဝတ်တိုင်းဒါ sexually ဆက်ဆောင်တယ်လို့ဒီပဲမတတ်တော့ပဲနဲ့ပေါ့နော်သူ့ရဲ့ intention က confidence ရှိရှိဝတ်ချင်တာလားအာသူတကယ်ပြောလို့ဒီဟာကိုတတ်တော့တတ်တာဖြစ်လို့ဝတ်တာလားဆိုရင် intention လေးကိုပဲကြည့်လိုက်တာပို့ပြီးတော့ကောင်းမယ်လို့တော့လင်းကတော့ပို့ပြီးတော့မြင်နေပေါ့နော်ဒီနေရာမှာအချို့ပေါ့နော်အာ အတူပြတ်တယ်ဝတ်တယ်ကောင်းပြန်ရှိရှိနဲ့လှနေတဲ့လူတွေကိုအာတချို့ကြတော့ blend နေကြရတဲ့လူတွေရှိရအဲ့ blend စင်တာကသူ့ရဲ့ share ဖြစ်နိုင်တယ်ပေါ့ share ဆိုတာဘယ်လိုမျိုးလဲဆိုတာထားပါတော့အာအဲ့ဒီမိကလေးကအတူပြတ် body shape ပေါ်ရင်အင်ဂျင်မျိုးစားကိုသူကဝတ်တဲ့အချိန်မှာလှနေတဲ့အခါမှာကိုယ်အနေနဲ့ကအာကိုယ့်ရဲ့မတိစိတ်မှာပေါ့နော်ကိုယ်အနေနဲ့ကကြတော့ ဘလိန်းမီဟဲတော့ဘလုံးဝဆိုင်ဝတ်ထားတာလေမိတ်သိဖြစ်ပြီးအရှက်မရှိဘူးလားအဲ့လိုမျိုးပြောရင်လူရဲ့အာနောက်ကွယ် energy မှာကအဲ့ဒီမိတ်ကလေးတွေကိုအားကျနေတတ်ပါတယ်ဘာဖြစ်လဲဆိုလို့ရှိရင်ဒီအိတ်ဆိုင်ကလင်းကိုတိုင်းလည်းဖြစ်ဘူးလေဘာလို့ဆိုအာလင်းဒီအပန်း28နှစ်ဒီလင်းဒီအိမ်မှာမဖြစ်ဖြစ်အပြင်းမဲ့သွားသွားမြန်မာစံစံအင်ဂျီဝေရတာများပါတယ်အာညအိတ်တဲ့အချိန်ထိအောင်မြန်မာစံစံအင်ဂျီကိုပို့ပြီးတော့အိတ်ရတဲ့လူတွေမှပါတယ် တော့ဒင်းမြန်မာအင်ဂျင်အခုနောက်ပိုင်းမှာတော့ဝတ်တာရှားလာတယ်ပေါ့နော်အာဘာဖြစ်လို့လဲဆိုတော့အဲ့ချိန်တုန်းကဆိုလို့ရှိရင်လင်းလဲအဲ့လိုသက်လာလေး body shape ပေါ်ရဲ့အင်ဂျင်ဝတ်ပြီးအတူပြတ်ဝတ်တဲ့ make လေးဆိုပလိန်နေတကယ်တမ်းကျတော့ကိုကိုရိုင်းကအဲ့အင်ဂျင်ကိုသဘောကျပြီးဝတ်ချင်နေတာကိုရဲ့မိပါအာ ကနေပြီးအဲ့အင်ဂျီဝို့လို့ရှိရင်နေရမလာဘူးနေရအရှက်မရှိဘူးနေရရကားတွေကိုဆွဲဆောင်ခြင်းနေရနေရအလုတ်ခံခြင်းနေရစသဖြင့်အဲ့လိုရပလိန်ပန်များတော့ကိုယ်နေနဲ့ကြောက်ပြီးတော့မိုးဘူးအခါတလေကြာရင်အာလင်းရကြတော့နည်းနည်းအရှိတ်ဖြစ်ရခါကြတော့အရန်တူရဝယ်စားရကြတော့အနောက်ကတားတူလာရခါကြရင်နေရအရှက်မရှိဘူးဘာညာအဲ့လိုပြောခံရတဲ့ခါကြတော့နင်းနေတယ်အဲ့လို အရင်ငငယ်တော့ကြာအရန်တူတဲ့အင်ဂျီကိုဝတ်ရမှာကြောက်သွားကိုကိုယ်တိုင်ဘလိန်ခံရတဲ့ခါကျတော့ကိုကလည်းအဲ့ဝတ်တဲ့လူတွေကိုပါပြီးတော့ဒီဘလိန်မီရဲ့ energy ရှိရပေါ့နော်တကယ်ကြောက်ကိုကိုယ်တိုင်ကအဲ့လိုအင်ဂျီတွေဝတ်ချင်နေရဆိုရဲစိတ်ကိုကိုက healing နေလို့ရင်းနဲ့ဒါနားလေလာရဲအဲဒါကြောင့်မို့လို့အတူပြတ်ဝတ်တဲ့လူတွေကိုဘလိန်ချင်နေရလို့တော်တော်များများကိုယ့်ရဲ့ share ကိုရှာကြည့်ပေါ့နော်ကိုအနေနဲ့မိဘက strict လောက်ထားလို့မဝတ်ရလို့အာဘလိန်မီနေရာလည်းဖြစ်ကောင်းဖြစ်နိုင် ယ်အာတခါတလေစရဲကိုကိုရိုင်းလည်းအဲ့လိုမျိုးအာ body shape လာရဲ့လူဖြစ်ချင်တယ်ဆိုရဲအားကြတဲ့စိတ်ကြောင့်လည်းဖြစ်နိုင်တယ်အာနောက်တစ်ခုကကြတော့လူတိုင်းကတော့ buffer ဖြစ်လို့ body shape တွေလာပြီးတော့ byte တွေချက်ရနေလို့အဲ့လိုအတူအပြတ်တွေ body fit တွေဝတ်နေရတော့မဟုတ်ဘူးခါမပြည့်စုံပြီးတိုင်အောင်တော့မှသူ့ကို confidence ရှိရှိလှလှလေးဝတ်တတ်တဲ့စိတ်တတ်တီ courage ကိုကိုကနေပြီးမသိစိတ်ထဲမှာအားကျနေလို့လည်းဖြစ်နိုင်ပါတယ် အဲအဲ့ဒါကကိုတကယ်လိုချင်နေတဲ့ design ရောပြောမယ်ဆိုလို့ရှိရင်ကိုတကယ်ဝတ်ချင်နေတဲ့ပုံစံကိုမှလည်းဒီလိုသက်သေမျိုးရှိတဲ့ဆိုပြီးတော့ကိုကိုကိုအားမလို့အားမရဖြစ်နေတဲ့အာစိတ်ကြောင့်လည်းဖြစ်တယ်ဖြစ်နိုင်ပါတယ်အဲ့တော့အဲ့လိုမျိုးစိတ်တွေလိုက်ရှာကြည့်ပြီးတော့ကိုတကယ်ဝတ်ချင်တာလားဆိုတာကိုလည်းအာ တကယ်ကိုယ့်စိတ်ကိုကိုပြန်ပြီးတော့မေးကြည့်ပါဘာကြောင့်ကိုကအဲ့လိုမျိုးတို့ပြောပတာကိုကို guilty ဖြစ်တာလဲကိုကိုဖိထားတာလဲကိုရဲ့စိတ်ခံစားချက်ကိုတကယ်ဝတ်ချင်တဲ့အရာကိုဘာဖြစ်လို့ဖိထားရလဲဆိုပြီးတော့ကိုကိုကိုမေးခွန်းလေးပြန်မေးကြည့်စေချင်ပါတယ်အဲ့လိုမျိုးကဟို body shape လာလာတဲ့နော်ဟုတ်ပြီးတော့ blame နဲ့လူတွေကိုလည်းလင်းရင်က အပြင်မပြောပါဘူးသင်ကိုယ်တိုင်လည်းဒါနှစ်ပေါင်များစွာကိုကိုယ်တိုင်ဝတ်ချင်တဲ့ဝတ်စားရည်ကိုအာဖိထားပြီးမြန်မာစံစံလေးဝတ်ပြီးတော့အဲ့လိုမျိုး body fitness လာလေးဝတ်တကောင်မလေးလင်းကိုယ်တိုင်နဲ့တော်တော်ကြီးကိုပလိန်ခဲ့ပြရဲမိတ်ကလေးရဲ့မှာပါရခွာအခုနောက်ပိုင်းဆိုလို့ရှိရင်ကိုကမရရအောင်ကိုဝတ်ချင်တဲ့ဝတ်စားကိုရအောင်ဝတ်တယ်အတူတည်းဝတ်တယ်ပြတ်တဲ့ဝတ်တယ်လင်းခါတဲ့ကြိုင်လင်းແຕ່ဖော်ဖတ်တော့မဟုတ်ဘိုက်ပူနေရလေးရှိရဲ့ခါကြရင်ဘိုက်ပူနေလဲဝတ်တာမျိုးလဲရှိရဲ့ အာကိုယ့်အကိုကိုယ့်အတွက်စိတ်တသောတာဖြစ်တဲ့ comfortable ဖြစ်တယ်ဆိုလို့ရှိရင်တော့လေဟာဝတ်တယ်။အာအကဲကိုယ့်အသူများရဲ့အာကြည်ခံခြင်းလို့အာဟိုကိုယ်စိတ်တသောတာဖြစ်လို့မဟုတ်ပဲနဲ့သူများကြည်ရခံခြင်းလို့ဆိုပြီးတော့ဝတ်တာမျိုးဆိုလို့ရှိရင်တော့အာမိုးဝဖြစ်တာများတယ်ပေါ့နော်။အာအခုတော့အခုနောက်ပိုင်းလေးရပုံလေးကြည့်ကြည့်လိုက်ပါတော်တော်များများမြန်မာဆန်ဆန်အင်ကြီးဝတ်တာရှားတယ်။ယူနီဖောင်းဝတ်တဲ့ချင်အားလွယ်ပြီးတော့ ကျန်တဲ့ချိန်ကြီးဆိုလို့ရှိရင်တော့အာဒီလိုဒီ forty-fifth ဒီဝတ်တာများပါတယ်။အာဘာဖြစ်လဲဆိုကိုခရိုင်မြန်မာအင်ဂျီရေလို့ပြီးတော့ခန်းစားချက်ကိုဖိခဲ့ရတဲ့ချိန်ကြီးများတော့မြန်မာအင်ဂျီရောဒါတော့ကာလတင်နာအကန်တနေရဖျားလူနေရာမျိုးတွေဖုန်းကြောင့်လည်းနေရာမျိုးတွေမှာဝတ်တာလွှဲရင်တော့ဂျန်တဲ့အချိန်ကြီးကတော့ကိုဝတ်ချင်တဲ့ဝတ်စားကိုကို freely ဝတ်တာများရပါတော့အာ အဲ့ဒီချိန်မှာတော့ကိုယ်ပတ်ဒီဝယ်စားက comfortable ဖြစ်တဲ့တက်တောင်းတက်တာဖြစ်တယ်ဆိုလို့ရှိရင်ဟုတ်တယ်။အာကဲကိုကလူကြီးခံကြလို့အာဒါမှမဟုတ်ကိုယ်သဘောကျတဲ့လူကကိုကိုအဲ့လို sexy ဆန်းဆန်းဖြစ်မှကြိုက်တယ်ဆိုလို့ကြိုက်တယ်ဆိုလို့ရှိရင်တော့ကိုကမဟုတ်ပဲနဲ့ရှောင်လိုက်တာများရဲ့။အခုနောက်ပိုင်းပေါ့နော်။အာအကဲအာကိုသဘောချရတဲ့လူကကိုမြန်မာဆန်းဆန်းဖို့မှသဘောချရဆိုလို့ရှိရင်လည်းအချိန်တိုင်းမြန်မာဆန်းဆန်းမဖို့ဖြစ်ဘူး။ကိုကကိုကိုပုံစံလေးအတိုင်းပဲ အာကိုကဒီ body fit တွေဝတ်ချင်တာဆိုလို့ရှိရင်လည်းဒါ body fit ဝတ်လို့ရရင်ညာမျိုးဆိုလည်းဝတ်ချလိုက်တာများပါတယ်ပြောချင်တာကတော့ကိုယ်စိတ်ထဲမှာကိုပျော်ပျော်ကိုတကယ်လုပ်ချင်တဲ့အရာဆိုရင်သူများရဲ့အကြည့်ခံရမှုသူများသားရဲ့ပြောတာတွေခံရမှုမပါဘဲနဲ့ဝတ်ချင်တာဆိုလို့ရှိရင်တော့ဝတ်ချလိုက်ပါဆိုတာမျိုးကိုတော့သင်ရအကြံပေးချင်တာပါပြောရရင်လေအာဒီနေရာမှာလင်းတော့မှာအာ body fit ဝတ်တဲ့လူတော်တော်များများမှာ moral လို့မျိုးပိန်ပါပြီးတော့ခန္ဓာကိုယ်ဟောလည်းကဒီခန်းနေရကအဲသေးတယ်ရမနေရရှိရတင်မနေရကိတ်တယ်အဲ့လိုမျိုးဘောင်းစုံအရန်ကိုလှပြီး perfect ဖြစ်နေလို့ဝတ်ကြမျိုးမဟုတ်ပါဘူးဘိုက်ပူတာရှင်ရှင်ပဲခြေတလုံးမဲနေရရှင်ရှင်ပဲဘောင်းလုံးတော့လည်းရှိကောင်းရှိမှာပါအာဘာဖြစ်လဲဝတ်လို့ရတယ်ဝတ် ကိုယ်တက်ပြောရဲစိတ်ချနေတယ်ဆိုလို့ရှင်ဝတ်ပါနော်တစ်ခါတည်းကျရင်နင်ကအဲ့လိုမျိုးအာပါဖော်မဖြစ်ပဲနဲ့ဝတ်လို့ရှင်လူကြီးကြီးပဲဖြစ်ဖြစ်တငယ်ချင်းကြီးပဲဖြစ်ဖြစ်အာအနှဲငယ်တူဝီဖန်တက်ကြဟဲ့နင်ကဘိုက်ပုံနေရဒင်းကြီးနဲ့မလှဘူးနင်ကဒူးမဲနေရဒီလိုမျိုးပေါင်တိုးစကတ်လေးနဲ့မလှဘူးအဲနီယဝါရာဒီလိုမျိုး body fit တင်နဲ့မလာဘူးနင်ပိန်သွားမှဝတ်ပါလားနင်ဒူးဖြူလာမှဝတ်ပါလားနင်ဘိုက်ပိန်သွားမှဝတ်ပါလားအဲ့လိုမျိုးပြောတတ်ကြရပါ မစီချင်းလက်ဆန်ဒါကိုနားလည်ပါတယ်ဒါပေမဲ့အဲ့ဒီလူအဲ့ဒီ NGO ဝင်နေတဲ့ချိန်မှာပြော်လာအဲသူ့နေတဲ့တပေါင်းတတဖြစ်လာသူ့နေတဲ့ဒီအင်ဂျီလှတဲ့အင်ဂျီတွေသူကိုယ်တိုင်ဝတ်လိုက်ရတဲ့အတွက်သူ့ပုံသူအာဒီအင်ဂျီလေးနဲ့ထိုက်တန်တယ်ဆိုပြီးတော့ confidence ရှိပြီးပျော်လာဆိုရယ်ခံစားချက်ကိုဘာလို့မမေ့ကြရလဲဘာလို့မကြည့်ကြရလဲအဲ့လိုဒီတစ်ချက်တော့မေ့ချင်တယ်အာသူတို့ကဝါတဲ့လူကဒီလှတဲ့အင်ဂျီတွေဝတ်တဲ့ချိန်မှာပိန်မောက် ပိန်မဝတ်တင်တယ်လို့ဘောင်းညာလို့ပြောလိုက်ရွှေ။ तू ကပိန်အောင်ကစားနေရထောက်ချောင်းလို့ तू အဲ့အင်ဂျင်မိုးရတော့ဘူး။အဲ့အင်ဂျင်မိုးရလို့ तू မပြောဘဲနဲ့အဲ तू အဲ့လိုစူးစမ်းနေရင်လည်း तू တခုခုကြောင့်ကွာအာတည်သွားတဲ့ဘာညာဆုံးသွားတဲ့ဘာညာဆိုလို့ရှိရင်ဘူးလို့မဲ့ तू အဲ့အင်ဂျင်မိုးပဲနဲ့တည်သွားရမှာလေ။အဲ့တော့နင်းတော့ကလုံးဝ perfect ဖြစ်ပြီးတော့ပြီးပြည့်စုံပြီးမှအဲ့လို body fit ဝတ်စားရအတူအပြတ်ဒီကိုဝတ်ချင်တဲ့အင်ဂျင်ကိုဝတ်ရမှာလား။အဲ့တော့နင်းတော့အဲ့လိုအချိန်မျိုးတွေမှာအာ ်နင်းရဲ့အမြင်အရဆိုလို့ရှိရင် perfect ဖြစ်မှာအဲ့ engine ကိုဝတ်တာတဲ့ကိုတကယ်အဲ့ engine လေးကိုပျော်သူ့ချစ်လို့တသောတသာဖြစ်လို့ဝတ်ချင်တယ်ဆိုလို့ရှိရင်အာသူများရဲ့အမြင်နဲ့အပြောတွေကိုခရင်မဆိုင်ပဲနဲ့ဝတ်လိုက်ပါ so အကယ်၍ကို perfect မဟုတ်တော့တဲ့လို့ body fit လာလေးဝတ်ထားရတဲ့ကိုမှ blame ကျင်တာနည်းနည်းလေးဝေဖန်ကျင်တဲ့စကလုံးနေတော့မြင်ရမယ်ဆိုလို့ရှိရင်နည်းနည်း awareness ကပ်ပြီးပါကို့အနေနဲ့ ဒီလူကိုဝေဖန်လိုက်ရင် trauma ဖြစ်သွားမယ်ဆိုတာကိုသတိထားပေးပါအဲ့တော့ကိုပြောမဲ့စကားလုံးထဲမှာသူ့ကိုအာဒီလှစီခြင်းလို့ကောင်းစီခြင်းလို့ဆိုရယ်စိတ်ဆန္ဒပါမယ်ကိုသုံးလိုက်တဲ့စကားလုံးကစေတနာအမှားလည်းဖြစ်သွားနိုင်တယ်အဲ့တော့အဲ့ချိန်ကျရင်ဘယ်လိုစကားလုံးမျိုးတွေသုံးတင်လဲဆိုလို့ရှိရင်အာသူလည်းဒီအင်ဂျီကိုလှလို့စိတ်တတောင်းတတာဖြစ်လို့ဝတ်တာဖြစ်နေမယ်ဆိုပြီးတစ်ချက် awareness လေးကပ်ပြီးတော့ကိုအနေနဲ့ အာသူဒီအာဒူးဖြူသွားမှာဒါမို့ရင်ဖိုင်လေးချက်သွားမှာဖိုင်လေးချက်သွားလို့ဝင်တော့ပို့ပြီး perfect ဖြစ်ပြီးစပါပဲဆိုပြီးအကြံပြုချင်တဲ့အခါမျိုးမှာနင်းဖိုင်ချက်ရင်တော့နင်းတော့နည်းနည်းလေးကြည့်ကောင်းသွားမယ်အဲ့တော့ကြည့်ကောင်းသွားမယ်ဆိုတော့ဖိုင်ချက်အောင်ဆိုလို့ရှိရင်ဘလူးချင်လေးရေစောတင်တယ်ဘလူးစားစာလေးရှောင်တင်တယ်ဆိုပြီးကိုယ့်ဘက်ကအကြံပေးပြီး supporting ပေးလို့ရရင်ပေးပါ စကလုံးသုံးလုံးกว่าရယ်เนาะသူများကိုဝေဖန်လိုက်တာနဲ့သူများလှသွားအောင်ကို့အနေနဲ့ဘာလီစပိုရင်းလုပ်ပေးရမယ်ဆိုတာတွေးရနေက မတူပါဘူးအရရန်ကိုကွာချားလုံးနေပေါ့เนาะအဲကို့အနေနဲ့အကယ်၍သူ့အနေနဲ့ဒူးမဖြူဆိုအာဒူးဖြူဆိုင်လို့ရှိရင်เนาะလှမှာပဲဆိုလို့အယူဆရှိရဆိုရှင်ရေဒူးဖြူအောင်ဒါလေးသုံးကြည့်ဒါလေးသုံးကြည့်လို့ဒီဖြူလာလို့ရှင်ဒင်းကြည့်နေတဲ့ဝတ်တဲ့ခါကျရင်အခုလဲလာရဟာအခုလဲကြည်ကောင်းပို့ပြီးတော့ကြည်ကောင်းသွားမှာပေါ့နော်အဲ့လိုမျိုးဒီပြောပြလို့ရပါရင်လင်းတော့ ပြောမယ်ဆိုရင်သူဝစ်ချင်တဲ့အဝတ်အစားကိုပို့ပြီးတော့ confidence ရှိရှိဝတ်နိုင်အောင်လင်းတို့က supporting ပေးရပုံစံဘက်ကိုပို့ပြီးတော့သွားပေးရမှာပါအာဝေဖန်နာတွေကအာအလုံးမဖြစ်ပါဝေဖန်နာတွေကကိုယ်ရအချင်းချင်းကြားရမှာဒါဆက်ဆံရေးကိုခုအောင်လုပ်လိုက်တာ ਨੇ တူတူပဲဖြစ်ပါတယ်ကိုကိုယ်တိုင် blame လိုက်လို့သူများကိုလည်းကိုယ်စကားနဲ့ trauma ပေးသွားတယ်ဆက်ဆံရေးကြားရမှာခုသွားတယ် အဲတစ်ဖက်လူကလည်း trauma ဖြစ်သွားပြီးတော့သူ့ကိုယ်သူဒီအင်ဂျီရေနဲ့မထိုက်တန်ပါဘူးဆိုရဲစိတ်ဖြစ်သွားတဲ့ခါကြလို့ရှိရင်လည်းကိုယ်လည်းမကောင်းဘူးသူလည်းသူ့ရဲ့ဖြစ်တည်မှုသူ blame ခံတဲ့ခါကြရင်ပို့ပြီးတော့ဆိုးသွားနိုင်တယ်ပေါ့နော်ပြောစင်တာကသူများရဲ့ intention တွေမပါပဲနဲ့ အာသူများလာရဲသူပြောတည်ဖြစ်စီမပြောတည်ဖြစ်စီကိုယ်အနေနဲ့ body fit ကလေးဝတ်တဲ့ဝတ်တဲ့အခါဒါမှမဟုတ်တူပြက်တွေဝတ်တဲ့အခါမှာကိုယ်အနေနဲ့ဒင်းချီလေးဝတ်ချင်လို့ချစ်လို့စိတ်သက်သက်သောက်သက်တာဖြစ်လို့ဒင်းချီဝတ်လိုက်တဲ့အချိန်မှာကိုယ့်ကိုယ်လှပြီးတော့ confidence ရှိရဲခံစားရရဆိုလို့ရှိရင်ဝတ်ပါနင်းတို့ရဲ့စိတ် intention ကတော့အဓိကပါပဲအာလူတွေကိုကြည်စေချင်လို့လူတွေကိုဆွဲဆောင်ချင်လို့ဝတ်တာမျိုးမဟုတ်ခဲကိုယ့်တကူရဲစာအတွက်လာရင်ခံစားလို့ဝတ်တာမျိုးကပို့ပြီးတော့ confidence ရှိပါတယ်လူတွေအတွက် confidence ကပဲပို့ပြီးတော့လှစီ ီနေရာမှာလေ miss understanding ဖြစ်စရာလေးရှိရဲ့အာလင်းတို့လူကြီးရေနည်းနည်းဆိုရင်ကြားရအရာပေါ့နော်အာဒီလိုမျိုးအာဖော်တဲ့အင်ဂျီရေအာအတူအပြတ်ဒီဝတ်တာကအာဒီမန်းတွေကို sexually ဆွဲဆောင်တာလို့ပြောလို့ရှိပါတယ်အဲ့ဒါကရာနှုန်းပြီးတော့ အာမားနေရတော့မဟုတ်ဘူးသူမှန်တော့မှန်တယ်ဘာဖြစ်လဲဆိုတော့ဒင်းတို့ကအာဒင်းတို့ဝစ်ချင်တဲ့ဝစ်အစားကို freely.wickwin ရှိပြီးမဲ့တစ်ဖက်မှာလည်းဒင်းတို့ဝစ်တဲ့အဝစ်အစားပေါ့เนาะဒင်းတို့ရဲ့ body ကောက်ကြောင်းနေကိုကြည့်ပြီးတော့တချို့တော့အာလူတွေမှာလည်းဒါ sexually စိတ်ဖြစ်သွားတာမျိုးရှိတတ်တယ်အဲ့ဒါကတဖက်လူရဲ့စိတ်နေစိတ်ဒါတဖက်လူရဲ့ brain level ဖြစ်တဲ့အတွက်ဒါလင်းလို့တားပိုင်ခွင့်မရှိဘူး အာဒင်းတို့ကအာသူများရဲ့အမြင်ကိုသွားပြီးတော့ဒီလိုမျိုးမမြင်နဲ့ငါကဒီလိုမျိုးလေးဝတ်တာလို့ over explain နဲ့သွားလို့မရပါဘူးအဲ့တော့ဒင်းတို့အနေနဲ့ဘာလုပ်လို့ရလဲဆိုကိုဝတ်ချင်တဲ့ over စာကို freely ဝတ်တယ်ဆိုကိုကိုကိုလည်း sub defend လုပ်ရမယ် sub boundary ထားရပါလိမ့်မယ်အာ ဆက်ဘောင်ဒရီထားရဲဆိုတာကကိုယ်ထိကပားရှိကပားလာပြောပြီးဆိုလို့ရှိရင်ကိုယ်အနေနဲ့ဘောင်ဒရီထားပြီးဆက်ဆံတာမျိုးအာကိုယ့်ကိုအဒီတက်ပို့ပြီးတော့ထိကပားရှိပါလှုပ်လာပြီးဆိုလို့ရှိရင်ကိုယ်အနေနဲ့ဆက်တဖန်ဖြစ်တဲ့ဒီကိုယ်အနေနဲ့ဒူဒူတို့တိုက်ကွန်းတို့လို့ကျွမ်းနေဆိုလို့ရှိရင်လည်းကိုယ်အနေနဲ့လှုပ်တင်လှုပ်အောင်မှာပါပဲတခါတခြားကိုယ်ကာကွယ်လို့ရတဲ့ပစ္စည်းတွေဖြစ်တဲ့ဒီငေယုတ်သီးတို့ဘာတို့နဲ့မြို့မှုတွေနဲ့ဖြန်းတာတို့ဘာတို့ညာတို့အဲ့ဒါရင်လည်းလှုပ်လို့ရရင်ရပါတယ်အာ အဲ့ဒါကြီးနဲ့လကားခွဲတက်မှာဒီခါကျတော့တချို့လူတွေကြတော့အဲ့လိုမျိုးကိုကဝတ်ထားတဲ့အင်ဂျီကအာဒီကိုကတော့လှလို့ sexy sensor ဝတ်ထားပေမဲ့သူ့ရဲ့ဥတီချက်ကအာကိုကို sexually ဆက်ဆံကြလို့လာပြောရဆိုလို့ရှိရင်လည်းကိုအနေနဲ့ say no လို့ပြောလိုက်တာမျိုးပေါ့နော်အာငါအနေနဲ့ဒီလို sexual အိစားတော့ဝတ်လာတာမဟုတ်ဘူးဆိုတာမျိုးအဲသူ့ say no လို့ပြောနိုင်ရင်လည်းတချို့ကလည်း respect ရှိရှိလေးနဲ့နောက်ဆုတ်သွားတဲ့လူတွေလည်းရှိပါတယ်အဲ့တော့ အဓိကကတော့အာကိုဒီ freebie ဆန်ဆန်ကိုစောင့်ဖို့ပြင်မယ်ဟုတ်တဲ့ခါကျရင် intention မှန်တဲ့သဘောမယ်ပြီးတော့ကိုကို sub boundary လိုက်ထားမယ် self defense လည်းလုပ်မယ်ဆိုလို့ရှိရင်တော့ကိုဝတ်တဲ့ဝေစားလေးတည်တဲ့ကို intention မှန်တယ်လည်းဝတ်တယ်ပြပြောလည်းပြောရတယ်အနေရလည်းခင်တယ်ပေါ့နော်ဒီလိုပြောလို့ပေါ့နော်မိကလေးတိုင်းရောလင်းကအတူဝတ်ပါလို့ပြောနေရအောင်မဟုတ်ပါဘူးအတူမကြိုက်တဲ့လူကတော့သူ့ရဲ့ originator လေးမကြိုက်ရင်မဟုတ်ပါနဲ့အကြိုက်ကြိုက်တဲ့လူကကျတော့ အဲမိဘကြောင့်တခြားလူကြောင့်အဲ crash ကြောင့်မိုးရတာမျိုးဆိုလို့ရှိရင်တော့နေရာတော့လုံလုံစေခြင်းကို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 အမှန်တရားတိုင်းရှင်းတိုင်းမှာကိုယ့်ရဲ့အာဒီအမှန်ကိုယ့်ရဲ့ပုံစံအမှန်တိုင်းရှင်းတိုင်းလိုက်တာပို့ပြီးတော့ကောင်းတယ်။ဘာဖြစ်လဲဆိုကိုက intention အမှန်နဲ့ဝင်နေရင်အာပထမဆက်စားခြင်းတော့ကိုဘေးနာကလူတွေကနားမလဲဘူးဆိုပေမဲ့နောက်ပိုင်းနားလဲလာလိမ့်မယ်။ဘာဖြစ်လို့လဲဆို energy လောက်ကတော့ဝတ်ပါ။ကိုရဲ့ကိုရဲ့ energy ကိုရဲ့ intention က အာစကလုံးနေထပ်ပို့ပြီးတော့အင်အားကြီးပါတယ်သူတက်ဖြည်းဖြည်းနဲ့နားလဲလာလိမ့်မယ်ပေါ့နော်ကိုက intention အမှန်နဲ့ဝတ်လာရဲဆိုလို့ရှိရင်တော့လင်းတို့ကလင်းတို့ရဲ့စိတ်ထဲမှာရှိရတိုင်းလင်းတို့ရဲ့စိတ်ထဲမှာရှိရပုံစံလေးအတိုင်းဝတ်တာကလင်းတို့ကိုပို့ပြီးတော့ confident နဲ့ရှိရပို့ပြီးတော့လည်းစိတ်ကြည်နဲ့စီရပို့ပြီးတော့လည်းပျော်ရစီပါတယ်အဲဒါကြောင့်မို့လင်းက ဒီဗီဒီယိုလေးကတော့ blame တဲ့လူတွေကိုလည်းပြပြောအမျိုးလည်းမဟုတ်ဘူး blame တဲ့လူတွေနောက်မှာလည်းဒါ share လို့ရရှိရယ်ဆိုတော့ share လို့လေးတွေကိုလည်း share ကြည့်စေခြင်းနဲ့တခါတလေ password ဖြစ်မှအဲလိုတိုးပြက် inji ဝေးရမယ်ဆိုတဲ့အယူအဆလေးကိုလည်းအာမဖြစ်စေချင်ဘူးပေါ့နော် password ဖြစ်ဖြစ်မဖြစ်ဖြစ်ကိုမှဒီ inji ကိုကိုတကယ်ချစ်လို့ဝတ်ချင်လဲဝတ်ပိုင်ခွင့်ရှိရယ်ဆိုတာလေးကိုလည်းအာဒါအကြံပြုပေးလိုက်တာပါအာ link ကိုတိုင်းလည်း password လည်းမဟုတ်ပါဘူး ်သင်ကိုယ်အနေနဲ့အဲ့လို body fit တွေဝတ်ချင်လို့ရှိရင်သင်ပုံစံမျိုးစုံပြောင်းပြီးဝတ်တဲ့ design မျိုးစုံပြောင်းပြီးဝတ်ပါတယ်။အာလင်းတွက်စိတ်ကြည်နေတဲ့ဆိုလို့ရှိရင်သင်ဝတ်တယ်။အဖရာတို့အာဘုံကြီးကြောင်လို့အာရုံးလိုနေရမျိုးတွေကြာရင်တော့အနေငယ်လေးဒါတတိထားတာကလွင်ကျန်တဲ့နေရမျိုးတွေကတော့လင်းရတော့ဒါဝတ်ချင်ဝတ်ချင်တဲ့ပုံစံတိုင်းလင်းဝတ်လိုက်တာမျိုးတွေများပါတယ်။ ကိုကိုကိုချစ်တာဒါမှမဟုတ်ကိုယ့်ရဲ့ body အလှပါ shape အလှပါချစ်တာအာပြီးတော့ကိုယ့်ပုံရိပ် shape ကိုပေါ်စီရဲ့ engine တွေဝတ်တာအပြစ်လည်းမဟုတ်တယ်လို့မာလည်းမမှားပါဘူးလို့သင်ကတရားနေပြောပြချင်ပါတယ်အဲ့တော့အဲဒါဆိုလို့ရှိရင်တော့လင်က ဒီအဝတ်အစားတွေနဲ့ပတ်သက်ပြီးတော့အတူပြက်တွေဝတ်တာရဖြစ်ဖြစ်ဘလို့အင်ကြီးမျိုးစားပဲဝတ်တာရဖြစ်ဖြစ်ကိုယ့်ရဲ့ intention ကအဓိကပါဆိုပြီးတော့လင်းကပြောချင်လို့ဒီ video လေးကိုတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ဒီရဲ့ channel လေးရေ video လေးကိုဒီနေ့ဒီချိန်ဒီအားပေးကြတဲ့သူတို့ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။နောက်တဲ့ season ကောင်းလေးနဲ့လာအောင်ပါမို့လို့ဒီရဲ့ channel လေးကိုဆောင်ပြောပြီးတော့အားပေးပါအောင်လို့လည်းဖိတ်ခေါ်လိုက်ပါတယ်။အဲ့တော့နောက်ထပ်အစီအစဉ်တစ်တည်းဗီဒီယိုတစ်တည်းမှာပြန်ဆုံပါအောင်ရှင်။ကျေးဇူးများ යි တင်ပါတယ်။